ဒီနေတိုးတို့ချူးလေးတို့ဆိုတာပေါ့နော်အဲသူတို့တွေတေးကြတယ်ရခိုင်ပြည်မသွားရဲဘူးတေးကြတယ်သူတို့ထိုင်ပြီးဆူတောင်းနေတော့မအောင်မစင်းနဲ့ပဲဆူတောင်းနေတော့ပေါ့နော်အဲတကယ်ကိုဒါကျွန်တော်တို့တော့ဒါဘယ်လိုပြောမလဲဟိုနားလည်ပြီးလို့မရဘူးဗျာတိလားရခိုင်မှာဘာတွေဖြစ်နေလဲစစ်ကောင်စီကရခိုင်နဲ့ပတ်သက်လို့ဘာတွေလုပ်နေလဲအားခက်တော့အေးရှိပါတယ်ဆိုတဲ့နေရာပေါ့နော်အဲ့လိုနေရာမျိုးတွေကိုစစ်ကောင်စီကတိုက်ပွဲမရှိဘဲနဲ့ဘုံကျဲနေရတယ်အများကြီးရှိတယ် မင်္ဂလာပါဒီကနေ့ကတော့အော်တိုဘာလ26ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာသတင်းတွေထူးခြားတာတွေရှိတယ်ဗောဗျာဒါပရမတ်တစ်ခုကတော့ကျွန်တော်ပုံမှန်ဆိုရင်စိတ်လည်းမဝင်စားဘူးကျွန်တော်ဂရုလည်းမစိုက်ဘူးဗောနော်ဒါပေမဲ့လည်းဒါစစ်ကောင်စီကဒါဝါလာဖြန့်တဲ့ပုံစံမျိုးနဲ့ဗောနော်ဒါပရိုပါဂန်ဒါလှုပ်လာတယ်စိတ်လည်းစစ်စင်လှုပ်လာတယ်အဲ့ဒါကဒါလူကြိုက်များတဲ့တရုတ်ဆောင်တွေဗောနော်ဒါဖက်ကွက်စားတွေလို့ပဲပြောရမှာဗောဗျာအဲ့လိုမျိုးတရုတ်ဆောင်တွေကိုငားရမ်းပြီးရိုက်ကူးထားတယ်ဒါဒါကျွန်တော်တော်လန်ရေးကိုတယောထားတဲ့ပုံစံမျိုး ရွေးကောက်ပွဲကိုတည်ထားတဲ့ပုံစံမျိုးအဲနိုင်ငံကြီးပါတဲ့ဒီ policy စကားတစ်ခုကိုသူတို့ထုတ်လွှင့်ခဲ့တယ်ဗောနော်အဲ့ဒါကဒါခစ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုပြီးတော့ဒါသူတို့နာမည်ပေးထားတာဗောအဲ့ထဲမှာဆိုရင်ဒါတရုတ်ဆောင်နေပါတယ်နေတိုးမြင့်မြတ်နေဝင်းအေးချမ်းမောင်ချူးလေးမင်းမြင့်မို့ဒါစားရလဲပါတယ်ဗောနော် ပြီးရင်ဒါတွက်လက်တို့အာဒီလိုမျိုးကောင်မျိုးတွေလည်းပါတာဗောအဲ့တော့ဒီဒီဟာကဒါတကယ်ပြောရင်တော့ဒါဝါရဖြတ်နဲ့ဇက်ကားဆိုတဲ့ဟာကိုကျွန်တော်ပြည်သူတွေကလည်းသိရှိပြီးသားဖြစ်တယ် ဒါပေမဲ့သူကစစ်ကောင်စီကအခုနောက်ပိုင်းမှာစိတ်တက်ဆစ်စင်ရေးကိုအဲစနစ်တကျပုံစံမျိုးတွေလုပ်နေတာတွေရှိလာတယ်ပေါ့နော်အဲ့တော့ခင်အောင်ထင်မဖြစ်နေတဲ့အဖွဲ့တွေအဲပြီးရင်ဒါနိုင်ငံရေးကိုကိုယ်နဲ့မဆိုင်ဘူးတွေးနေတဲ့အဖွဲ့တွေပေါ့နော်အဲပြီးတော့ကျတော့ဒီဥစ္စာတွေကဒါနောက်တော်လန်ရေးကိုဝေဝေဝါဖြစ်သွားစေနိုင်တဲ့အချက်တွေကလည်းရှိနေပြန်ရောအဲဒါကြောင့်ကျွန်တော်တို့ကမပြောလို့လည်းမဖြစ်ပြန်ဘူးပေါ့နော်ပြီးတော့ဒီလိုမျိုးတရုတ်ဆောင်တွေကိုကျွန်တော်တို့တော်လန်ပြည်သူတွေကဘယ်လိုမျိုးတွေလှုပ်ဆောင်နေကြပြီလဲအဲဘယ်လိုမျိုးတွေတုံ့ပြန်နေကြပြီလဲပေါ့နော်တချို့ကြတော့လေအရန်ကိုနားလည်ပေးကြတာရှိရယ်လေနော်ကျွန်တော်တို့ဒါ ကျောင်းမြန်မာလူမျိုးတွေကသိရတိုင်းပဲဗျာတခါခုဆိုရင်အရန်ဖြစ်တွေးပေးတတ်တာပေါ့နော်ဒါပေမဲ့လည်းအခုကိစ္စကဖြစ်တွေးလို့ရမရဆိုတဲ့အပိုင်းတွေလည်းရှိတာပေါ့အဲ့တော့ဒီဟာနဲ့ပတ်သက်လို့ကျွန်တော်တို့ဒါဒဇွန်းတစအကုန်လုံးကျွန်တော်မကြည့်သေးဘူးဘာလို့လဲဆိုတော့ဒီဟာပြောရမယ့်အချိန်မှာစိတ်အဆင်မပြေပါဆိုလို့ပေါ့နော်အခုကြည့်ရတဲ့ device တစအကွက်လေးတောင်မှပဲတော်တော်လေးကိုယွန်စရာကောင်းပြီးတော့ ဟိုပြန်ပြီးပြောချင်းတော့ဗျာသိလားဟိုတတော်ကိုညွန်စရာကောင်းတယ်ဟိုစစ်ကောင်စီက तू ဖြစ်စေချင်တဲ့ policy စကားတွေကိုဒီဇက်ကောင်တွေကိုအသုံးပြုပြီးပြောခိုင်းနေတာဗောနော်အဲဥစ္စာတွေကိုတွေ့ရတော့တော်တော်လေးယုံမုံမိတာဗောဗျာအဲ့တော့ဒီ CDN ဝန်ထမ်းတွေကိုဖဲ့ထားတယ်ဗောနော်အဲဆ iam ကဆ iam အလုပ်လုပ်ရမှာပေါ့ဗောနော်အဲဒါ CDN လုတ်သွားတာတွေဘာတွေ ਨੇ ပတ်သက်လို့ဗောနော်ဒါမှုချိုးမြစ်ချိုးပြောထားတဲ့ပုံစံမျိုးရှိတယ်ဗျာအဲအဓိကတော့ဒါအဲ့လိုမျိုး CDN လုတ်သွားတဲ့သူတွေထွက်သွားတဲ့သူတွေအဆင်ပြေကြရလားဗောအာဘယ်အဆင်ပြေမလဲသူတို့ခက်ခဲတော့နောက်ဆုံးကျတော့ပြန်လာရတာပဲဆိုတဲ့ပုံစံမျိုးတွေ ਨੇ ီစီရီယံဝန်ထမ်းတွေရဲ့ဒါတိတ်ခါကိုလည်းစော်ကားသွားတာရှိတယ်။ပြီးတော့ဒီဆရာဝန်ဆိုတဲ့ကောင်ပေါ့နော်ဒါနီတိုးဆိုတဲ့ကောင်အဲကောင်ကလည်းပြောသေးရဲ့အာဆရာဝန်ကစေးမကုရဘူးဆိုတော့ဒီစိတ်လာခုတဲ့ဇူနာတွေကိုဘလို့မျိုးဟွာဖြစ်ရမှာလဲငါတို့ကြောင်းမှာဆိုထားတဲ့တစ္ဆာတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဟာအဲလိုမျိုးပုံစံမျိုးတွေပြောသွားတော့တကယ်အမြင်ကက်စရာဒီတရုတ်ဆောင်တွေဆိုရင်ဒါရှေ့ပိုင်းကာလမှာဒါလူလူနဲ့အတူပေါ့နော်ဆန္ဒပြတဲ့အချိန်မှာဟာလက်သုံးကြောင်းတွေကိုထောင်မှတ်ပြီးတော့ထောင်ပြီးရယ်လေဘင်းကြောတွေထောင်ထွက်နေအောင်လို့ဒါပြည်သူလူလူနဲ့အတူတူရက်တိပြခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေလုတ်ခဲ့သေးတာနော် တယုတ်ဆောင်ဆိုတဲ့အတိုင်းတကယ်ကိုတယုတ်ဆောင်တော်တယ်လို့ပြောအခုကြတော့လည်းကြည်လာအောင်ဒါမျိုးပေါ့နော်စစ်ကောင်စီရဲ့ဝါရဖြတ်ဇကားမှာပေါ့နော်ပြည်သူတွေယုံမုံလာပါကြီးရဲဆိုတဲ့ဇကားမျိုးတွေကြီးပဲသွားပြောပြနေလားအဲ့ဒါကြီးကဒါလက်ခံနိုင်စရာတော့မရှိဘူးဗျအဲ့တော့တော်လိုင်းရဲ့ပုံရိပ်တွေကိုကြဆင်းအောင်လုပ်တယ်ပြီးတော့ဒီပေါ့ပြပြဇက်ကောင်နေပေါ့နော်အဲ့ဒီဇက်ကောင်နေကကြတော့တော်လိုင်းရဲ့ကိုစိတ်ဝင်စားတဲ့ပုံစံမျိုးနဲ့တော်လိုင်းကြောင်းလည်းတိတ်နားမလည်ဘူးတိလဲတိကျင်တယ်စိတ်ဝင်စားတယ်ဆိုတဲ့ပုံစံမျိုးလုပ်ပြတယ်ဗောဗျအဲ့လိုဟာမျိုးတွေကိုလည်းဒါတွက်လက်လုကောင်မျိုးတွေနဲ့ပြထားတာရှိတယ်ပြီးတော့ဒီရွာထိတ်မှာ မိုင်းလာထောင်တဲ့ဖြစ်စဉ်တွေလည်းပြတယ်ဗောနော်ရွာထိပ်မှာဒါမိုင်းလာထောင်တဲ့အချိန်မှာဒီနှစ်ယောက်ကိုဗောနော်ဟာမင်းတို့ကောင်တွေမှားနေပြီမိုင်းထောင်တဲ့တော်လိုင်းရင်မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေပြောတယ်အဲ့အချိန်မှာဒီမိုင်းထောင်တဲ့နှစ်ယောက်ကပြန်ပြောတဲ့ဟာကမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကိုမရရောက်တားမှာပဲဆိုတော့ဒါတော်လိုင်းရင်တပ်ဖွဲ့တွေဘက်ကပြောတဲ့ဟာမျိုးတွေကိုသူတို့လုတ်ပြနေတာဗောနော်အဲ့မှာအောင်ခိုင်ဆိုရဲကောင်ဗောနော်ဒါဒါစစ်တပ်ကအုပ်ချုပ်တာလည်းမလိုချင်ဘူးဟဲ့ရွေးကောက်ပွဲလည်းမလုပ်ရဘူးဆိုတော့ဒါသက်ဆိုင်ရာတွေကဘာလုပ်ရမှာလဲဗောနော် စစ်တပ်ကအုပ်ချုပ်တာမလိုချင်ဘူးလေရွေးကောက်ပွဲလည်းမလုပ်စေချင်ဘူးလေဘာဖြစ်လို့လဲဆိုတာအဲ့စစ်တပ်ကပဲအုပ်ချုပ်လို့ရအောင်ရွေးကောက်ပွဲလုပ်ပါလေသဘောပေါက်တယ်မလားဒါကျွန်တော်ပြောအဲ့ပြည်သူတွေကတော့ကုန်သိတယ်ဗျာဒါအုံနောက်ရှိတဲ့ပြည်သူတွေကတော့ကုန်သိပါတယ်ဒါပေမဲ့ဒီကောင်ကြီးလုံနေတဲ့ဟာကြီးကတကယ်ကို policy ပုံစံမျိုးတွေဖြစ်နေပါဘောနော်စီးရင်နိုင်ငံရေးပဏိတပခတွေကိုဘောနော်ဒါအဆုံးသတ်ပေးနိုင်တာကဒါရွေးကောက်ပွဲပဲဆိုပြီးတော့နောက်ဆုံးဒီရွေးကောက်ပွဲကိုပဲသူတို့ဖြစ်မြောက်အောင်လုပ်နိုင်ဖို့အတွက်စီးရုံးနဲ့ policy ဇာကားပုံစံမျိုးသူတို့ရိုက်ရိုက်လွှင့်သွားတာဘောနော်အဲ့တော့ဒါကတော်တော်လေးယွန်စရာကောင်းနေဘောနော်အဲ့တော့ဒါ ခုနပြောသလိုပေါ့ဗျာဒါမိုင်းလာထောင်းနေရွာထိပ်မှာမိုင်းလာထောင်းနေကလေးတယောက်ဒါထိခိုက်သွားတယ်ပေါ့နော်အဲဥစ္စာနဲ့သူတို့ပြထားတယ်တကယ်ကြတော့စဉ်းစားကြည့်လိုက်စေကောင်းစီဘုံကျဲလို့ဒါမိသားစုလိုက်ပျောက်သွားတာရှိတယ်ကလေးတွေအများပြတည်ဆုံသွားတာရှိတယ်စာတင်ကျောင်းတွေဆေးရုံတွေဘုံကျဲခံလဲရတာရှိတယ်ဘုံကြီးကျောင်းတွေဘုံကျဲခံရတယ်ဖျားကျောင်းတွေဘုံကျဲခံရတယ်အာအပိုင်းပိုင်းဆဆပြတ်သွားတာရှိတယ်အဲ့လိုမျိုးပုံရိပ်တွေအဲ့စကားတွေမှာမပါဘူးဟုတ်တယ် ဒီဘက်ကအမဲတော်လိုင်းကိုအားပေးပါတယ်ဆိုတဲ့သူတွေရဲ့လောက်ရက်တွေကိုမိမောင်းထိုးတဲ့ပုံစံမျိုးနဲ့လှုပ်ပြသွားတာ။ဒါတွေကအဖျက်မောက်လုပ်ငန်းတွေဖြစ်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ပြသွားတာ။တိတ်ယွန်စရာကောင်းနေပြတာသိလား။ပြီးတော့ဒါရွာသူရွာသားတွေကိုဒါရွေးကောက်ပွဲမဲပေးဖို့စီယုံတဲ့ဟာတွေပြတယ်ဗောနော်။အဲ့တော့ရွာသူရွာသားတွေရဲ့နေအိမ်တွေကိုမိရှို့တာမပြဘူး။ရွာသူရွာသားတွေကိုတရားခံအနေနဲ့ဖမ်းခေါ်သွားတာတွေနော်ပြီးရင်ဒါလူသားတိုင်းအနေနဲ့ဖမ်းခေါ်သွားတာတွေပြီးရင်ဖမ်းခေါ်သွားပြီးတော့တတ်ပြစ်ခဲတာတွေမိဘုံရှို့ပြစ်ခဲတာတွေဒါမျိုးတွေမပြဘူး။ ခေါ်ွားတယ်နောက်နေ့အလောင်းနေလာပြန်ယူခိုင်းတယ်အာတချို့ဟာဆိုရင်အလောင်းတော့မှမပြီးသားတော့ဘူးဒါမျိုးပုံစံမျိုးတွေမပြဘူးရွာကနေပြီးခေါ်ွားရွာကိုဝင်စီးတယ်ရွာကိုဝင်စီးပြီးတော့ရွာသူရွာသားတွေဒေသခံတွေကိုအသားတွေပါလွှာသွားတဲ့အထိပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ရရဆက်ဆက်ကြီးဗျာတခါမှမမြင်ဘူးမကြားဘူးတဲ့ပုံစံမျိုးတွေနဲ့တက်ဖြတ်သွားတာရှိတယ်ခေါင်းတွေကိုခြံစည်းရိုးထိတ်မှချိတ်ထားခဲ့တာတွေရှိတယ်အဲ့လိုမျိုးဟာမျိုးတွေမပါဘူး အဲ့ဒါစစ်ကောင်စီလှုပ်တာလေအဲ့လိုဟာမျိုးတွေမပါဘူးမဲဒါမဲပေးဖို့စီယုံတဲ့ဟာမျိုးတွေကြတော့ထည့်ပြီးတော့ပြသွားတယ်ပေါ့နော်ပြီးတော့ကြတော့လှုပ်သေးတယ်ဒါရွေးကောက်ပွဲကိုဝေဖန်နေဆိုရင်ဒါအေးအေးခံရမယ်ဆိုတဲ့ပုံစံမျိုးပြသွားသေးတယ်အဲ့ဒါကလည်းဒါလူတို့ကိုပေါ့နော်တစ်ဖက်လက်နဲ့သတိပေးတဲ့ပုံစံမျိုးချိန်ချောက်တဲ့ပုံစံမျိုးပဲရွေးကောက်ပွဲကိုလာမွေဖန်နဲ့ငါတို့လှုပ်တဲ့ရွေးကောက်ပွဲကအမှန်ပဲငါတို့လှုပ်တဲ့စီမင်းစည်းကမ်းကအမှန်ပဲငါတို့လှုပ်တာကိုပဲမင်းတို့ထောက်ခံရမယ်အားပေးရမယ်ရွေးချယ်ရမယ်ဆိုတဲ့ပုံစံမျိုးလှုပ်သွားတာတည်သူပန်းဘာမှလွတ်လပ်ပိုင်ခွင့်ဘာတစ်ခုမှမရှိဘူးနော်မျှတတာလည်းမရှိဘူးနော်ဘာမှမရှိဘူး ဘာမှလည်းမပြောရဲဘူးအဲ့လိုမျိုးဘာမှမပြောရဲဘဲနဲ့လှုပ်တဲ့ရွေးကောက်ပွဲကိုသူတို့ကမျှတာတယ်ထင်နေတာအဲအဲ့ဥစ္စာကိုလှုပ်သွားတာကလည်းဒါဒါသူတို့တစ်ဖက်လက်နဲ့ပေါ့နော်ဒါပြည်သူကိုချင်းကြောက်သွားပါပေါ့နော်ပြီးတော့ပြည်သူကအကြမ်းဖက်ပြီးတော့ဆန္ဒပြတဲ့ပုံဖော်တယ်ဒီဇကားထဲမှာပေါ့နော်အဲ့တော့ပြည်သူကိုအကြမ်းဖက်တာဟာမပြဘူးဆန္ဒပြဖြစ်စဉ်တွေမှာပြည်သူကိုဖြိုခွဲတာတွေမပြဘူးပြည်သူကိုရဲဆက်ဆက်ခေါင်းတွေတဲပြီးတော့ပြစ်လိုက်တာတွေမပြဘူးအာပြီးရင်နောက်နေ့ဒါအလောင်းလောင်းလာကောက်ခိုင်းတာတွေမပြဘူးအထိသွားတယ်ဆန္ဒပြပွဲမှာသူတို့ပြစ်လိုက်တော့ထိသွားတယ်ကောက်ဆွဲပြီးတော့ကားပေါ်တင်သွားတဲ့ဟာတွေမပြဘူး အာပြီးရင်အိမ်နေတဲ့အထိဂျိုကြားဂျိုကြားအထိလိုက်ပြီးတော့ဒါလက်နဲ့တွေနဲ့လိုက်ပြီးတော့ပြစ်ခတ်တဲ့ဟာမျိုးတွေတနက်တွေနဲ့ပြစ်ခတ်တာမျိုးတွေမပါဘူးနော်အဲပြည်သူကပြန်ပြီးတော့အချမ်းဖတ်သွားတဲ့ပုံစံမျိုးကိုသူတို့ကပြသွားသေးတာအတိကတော့ဒါကသူကအချမ်းဖတ်ဖြိုခွဲလို့လက်နက်ကင်လမ်းစဉ်ကိုသွားပါတယ်ဆိုတဲ့ဟာကိုဖျောက်ချင်တာ ဒီကောင်နေအကျန်းဖက်ဖြိုခွဲလိုက်လို့ဆန္ဒပြတဲ့ပြည်သူတွေကိုအဲ့လိုမျိုးအကျန်းဖက်လိုက်လို့လက်နက်ကင်လမ်းစဉ်ကိုရွေးလက်ရတယ်ဆိုတဲ့အကြောင်းပြချက်ကိုမပြချင်တော့ခြံထားချင်တော့ဒီလိုမျိုးပုံစံဖျောက်ပြစ်တာပါနော်အဓိကတော့ပြည်သူအကြောင်းမလို့ပြည်သူကဒီလိုလုံးလို့သူတို့ကဒါတွေလုံးရတာပါအဲ့လိုလူတွေကအကျန်းဖက်တွေပါဆိုတဲ့ပုံစံမျိုးပြန်ပြီးပုံပုံသွားတာဟာအဲ့ဒီကောင်နေစိတ်တဆစ်စင်းရင်တော့မလွယ်ဘူးတကယ်ကိုကြောက်စရာကောင်းတယ်ပေါ့နော်အဲ့တော့ခုနပြောတဲ့ဒီတယောက်ဆောင်နေဆိုရင်လည်းဒီမင်းသားတွေမင်းသမီးတွေပေါ့ဗျာမင်းသားမင်းသမီးထားပါတော့ပေါ့နော်ဖက်ခွက်စားတွေပေါ့နော်အဲ့ကောင်နေဆိုရင်လည်းဒါဆန္ဒပြတော့ကအကုန်ပါတယ် အဲဒေါ်လာရင်းအောင်တဲ့နေ့ကတော့ဒါသူတို့တွေတွက်လဲဒါမလွယ်ဘူးပေါ့နော်မလွယ်ဘူးတကယ်ဒေါ်လာရင်းဒီကောင်တွေကတေးကြတယ်ဒေါ်လာရင်းမအောင်မလာစီနေဆိုပြီးတော့ဆူတောင်းနေရမယ့်အဖြစ်မျိုးရောက်သွားပြီနော်တကယ်အခုသူတို့ကြိုက်ထားပါတယ်ဆိုတဲ့ဟာတွေသူတို့ပြောသွားပါတယ်ဆိုတဲ့စကားလုံးနေပြီးရင်သူတို့တရုတ်ဆောင်သွားပါတယ်ဆိုတဲ့ဟာတွေအကုန်လုံးကဒေါ်လာရင်းတက်ဖွဲ့တွေကိုစော်ကားတာဒေါ်လာပြည်သူကိုစော်တာစော်ကားတာဓမ္မဓမ္မကိုအားပေးတဲ့သူတွေကိုစော်ကားတာပေါ့နော် ဲ့တော့အစအတုန်းကတော့မျိုးမျိုးတွေးကြတယ်မျိုးမျိုးတွေးတယ်ဆိုတာကဩဒီလိုလူတွေဒီလိုမျိုးတရုတ်ဆောင်တွေကသူတို့မှာလောက်တက်တာဆိုလို့ဒါလေးပဲရှိတာပါဆိုပြီးတော့ဖြည့်တွေးပေးကြတဲ့ပြည်သူတွေအများကြီးရှိတယ်နော်ပြည်သူကတကယ်ချစ်ဖို့ကောင်းတယ်ပြည်သူကိုစော်ကားတာမင်းတို့ကောင်းနေကြအဲ့ဒါပြည်သူကတကယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ဖြည့်တွေးပေးကြတာရှိတယ်။အော်ဒီလိုပဲချင်းချောက်ခံရတော့အော်သူတို့တွေလည်းပွဲတွေတက်ရှာမှာပဲ။အော်မလာမနီယာကြီးလုံနေတာဆိုတော့အော်ညံသူနဲ့နီးကဲကြီးနေနေရတာဆိုတော့ဒါမျိုးပုံစံမျိုးတွေဖြည့်တွေးပေးကြတယ်။အဲ့ဒါတော့ဒါနေတိုးချူးလေးဒါသူတို့ဆိုရင်ပို့ဆိုးတယ်။ သူတို့ဆိုရင်ရခိုင်ပေါ့နော်ရခိုင်အခုအေးအေးဘာတွေဖြစ်နေလဲရခိုင်မှာဘာတွေဖြစ်နေလဲစစ်ကောင်စီကရခိုင်နဲ့ပတ်သက်လို့ဘာတွေလုပ်နေလဲအားခက်တော့အေးရှိပါတယ်ဆိုတဲ့နေရာပေါ့နော်အဲ့လိုနေရာမျိုးတွေကိုစစ်ကောင်စီကတိုက်ပွဲမရှိဘဲနဲ့ဘုံကျဲနေရတယ်အများကြီးရှိတယ်ဒီကောင်နေအုပ်ချုပ်လို့မရတော့ဘူးအားခါတတော်အေကတိန်းထားပြီးပြီအဲ့လိုတိန်းထားပါလေဆိုတဲ့နေရာမျိုးတွေမှာစစ်ကောင်စီဘက်ကနေပြီးဘုံတွေသွားကျဲလို့ဒါကလေးတငယ်တွေတိတ်ဆုံးတာတွေအများကြီး ဒေသခံပြည်သူတွေထိခိုက်တာတွေအများကြီးအခုဆိုရင်နောက်ပိုင်းပို့ပို့ပြီးတော့ပြန်ထန်လာတယ်အခုကြောက်ဖြူမှာဆိုရင်လက်နေကြီးဒါပြီးရင်ရေချောင်းဒီကနေပြီးတော့ပြက်ခတ်တဲ့ဟာတွေကြောက်မလို့ဒေသခံတွေရဲ့အိမ်တွေအကုန်ပျက်စီးဆုံးရှုံးပြီးရင်ဒါချုပ်နေရာတွေမှာကြည့်လိုက်အဲ့ရွာတွေဒေသခံတွေရဲ့အိုးအိမ်တွေကိုဖျက်ဆီးပြီးတော့ဘန်ကာဆောက်ပစ်တာကဲအဲ့ဒေသခံတွေရဲ့အိမ်တွေနော်အဲ့ဥစ္စာတွေသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုအခုလိုမျိုးနှင်ထုတ်ပစ်တယ်နှင်ထုတ်ပြီးပြရတယ်အဲ့အိမ်တွေကိုဖြိုချပျက်စီးပြီးတော့သူတို့အတုံးလုံးနေတဲ့ဘန်ကာတွေဆောက်ပစ်တယ်အဲ့တော့ဒေသခံတွေဘလောက်ဒုက္ခရောက်လဲရခိုင်ပြည်သူလူလူဘလောက်ထိ ဒုက္ခရောက်တယ်ကျွန်တော်ပြောကဲဘယ်တော့မှတနာစရာကောင်းတယ်ဟာတို့အခုချိန်ထိဒါတို့လွတ်မြောက်သေးဘူးနော်မလွတ်မြောက်သေးတပြီလုံးအနေနဲ့မလွတ်မြောက်သေးတို့ခံနေရတဲ့ဒုက္ခဆင်းရဲတွေအများကြီးရှိတယ်စစ်ကောင်စီကတို့ဘက်တွေကိုပိတ်ထားတာတွေအများကြီးရှိတယ်အလုံးဝဒါဖြက်လေးဖြက်ပုံစံမျိုးနဲ့ပိတ်ထားတာအဲ့ဒီဘက်ကိုကုံစီဆင်းဆင်းမှုလှုပ်ပေးလိုက်ရင်တောင်မှတို့စီကဗိုလ်ချုပ်လိုအဆင့်မျိုးကောင်နေတောင်မှပဲချက်ချင်းအေးအေးယူပြစ်တာအဲ့ဒါဆိုလူတို့ကိုတလောက်ထိနှိမ့်ဆက်တက်ပြက်ညှင်းမှန်းနေပါတယ်ဆိုတဲ့နေရာမျိုး အဲ့လိုမျိုးရခိုင်မှာအဲ့လိုဖြစ်နေတာဗျာဒါနေရာတိုင်းတော့ဖြစ်နေတာပေါ့နော်ဒါပေမဲ့ဒီရခိုင်လူမျိုးတွေအနေနဲ့ပြောပြတာပါဒီနေတိုးတို့ချူးလေးတို့ဆိုတာပေါ့နော်အဲ့သူတို့တွေတေးကြတယ်ရခိုင်ပြည်မတော်ရဲဘူးတေးကြတယ်သူတို့ထိုင်ပြီးဆူတောင်းနေတော့မအောင်မစင်းနဲ့ပဲဆူတောင်းနေတော့ပေါ့နော်အဲတကယ်ကိုဒါကျွန်တော်တို့တော့ဒါဘယ်လိုပြောမလဲဟိုနားလည်ပြီးလို့မရဘူးဗျာတိလားအခုဖြစ်နေတဲ့လူလူတွေခံစားနေရတဲ့ဟာတွေထဲမှာအများကြီးရှိပါတယ်။ပြည်သူတွေပေါ့နော်။သူတို့အခုဒါဆရာဝင်ဆိုတဲ့ပုံစံမျိုးတွေလုပ်ပြတယ်ဗျာ။ဆရာဝင်စေးမှုကစေးကူရတယ်လေ။တကယ် တန်မိုးရှိတဲ့အသက်တွေကိုကယ်ရတာလေတန်မိုးမဲ့နေတဲ့ကောင်တွေပြည်သူကိုနှိပ်ဆက်တက်ဖြတ်နေတဲ့ကောင်တွေရဲ့အသက်ကိုဘောက်ကယ်ပါလေဟုတ်ပြီအဲ့လိုမျိုးအဖွဲ့အစည်းကိုဘာဖြစ်လို့အထောက်အကူဖြစ်နေနေမှာလဲဒါကြောင့်မလို့စီဒီအန်လောက်လောက်ခဲ့ကြတဲ့ဆရာဝန်ကြီးတွေအများကြီးရှိတယ်ဆရာစော်ဝေဆိုးတို့ပါလို့ဆိုကြည့်ဒါကျွန်တော်ပြောဟုတ်လားကိုဂျိုးအတွက်သာစဉ်းစားမယ်ဆိုရင်သူအေးစင်းနေလို့ရရလေဒါပေမဲ့အဲ့လိုမဟုတ်ဘူးလေတကယ်ဒါလုံးဝတန်မိုးရှိပါရဲ့ဆိုတဲ့လူရဲ့အသက်တွေကိုကယ်ရမှာတန်မိုးမရှိတဲ့ကောင်တွေကိုကယ်ဖို့အတွက်ပဲအဲ့ဘက်မှာနေနေတယ်ရက်တည်နေတယ်ဆိုရင်တော့ ါကတော့တစ်မျိုးပေါ့အဲ့တော့ကျတော့အဲ့လိုမျိုးဒါဇက်ရုပ်တွေမှာဒါတေးရုပ်ဆောင်ထားရတယ်ဆိုတဲ့ဟာတွေကလည်းတော်တော်လေးတော့လက်မခံနိုင်စရာတော့တွေ့ရတယ်ပေါ့နော်ဒါကျွန်တော်တကူလည်းအမြင်ပါဒါပြည်သူတွေလည်းဘလို့ဖြစ်နေမလဲတော့မပြောတတ်ဘူးပေါ့နော်ဒါဒါကျွန်တော်ချိုးစကလုံးနေကျန်းသွားရဆိုရင်လည်းခွင့်လို့ပေါ့နော်နောက်တစ်ခုကဒါနေဝင်းတို့မေမြင့်မိုးတို့အေဂျင့်မောင်တို့ဒီအဖွဲ့တွေဆိုရင်သူကအာနာသိမ့်ပြီးမှအာနာသိမ့်ပြီးမှသူတို့တရုတ်ဆောင်နဲ့ပုံစံမျိုးတွေနဲ့ဒါသူတို့လူသိများပြီးတော့ပေါ့နော်အဲလူသိများဒီတရုတ်ဆောင်လောကမှာလူသိများသူက ဒီ academy ကိစ္စမျိုးတွေ academy တွေပါရရခဲ့တာပေါ့နော်အဲ့တော့ဒီလိုកောင်မျိုးတွေကိုလည်းတမင်ရွေးချယ်ထားတာစစ်ကောင်စီကတမင်ရွေးချယ်ထားတာလူသိများအောင်လုပ်တယ်လူကြိုက်များအောင်လုပ်တယ်လူလူလူကနေပြီးတော့ထောက်ခံတဲ့ပုံစံမျိုးဖြစ်အောင်လုပ်တယ်လုပ်ပြီးမှသူတို့တွေကိုပြန်ပြီးအတုံးချထားတာပေါ့နော်အမ်အဲ့ academy ပေးထားတာလကားပေးထားတာမဟုတ်ဘူးလာပြီလေအခုကောင်းနေပါညင်းပါလေညင်းလို့လည်းမရဘူးပြင်ဒီကောင်းနေကိုယ်တိုင်စိတ်ပါတဲ့ပုံစံမျိုးကြီးတွေမြင်နေရတော့ဗျာတကယ်ရှင်းသားကြပြီပေါ့နော်အဲ့တော့အခုသူတို့ ရိုက်နေပါတယ်ဆိုတော့ဒါကုမ္ပဏီတွေပေါ့နော်အဲ့ဒါကမင်းအွန်လိုင်းသမီးကုမ္ပဏီနဲ့ဆက်ဆက်တဲ့ကုမ္ပဏီတွေကြီးပဲဒီရုပ်ရှင်ထုတ်လို့ရနေပတ်သက်ပေါ့နော်အဲ့လိုကုမ္ပဏီတွေကကြီးပဲရိုက်တာဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့အကုန်လုံးကမကင်းရမကင်းချောင်းကြီးပေါ့ဗျာဒါကြီးอ่ะပေါ့နော်ဒါလူတို့ကိုလှည့်ပြီးတော့သတွေးနဲ့ထွေးလိုက်တဲ့ပုံစံပေါ့ဗျာအဲ့တော့အခုတို့ဘာဖြစ်နေပြီလဲဆိုတော့ဈေးခံနေရဈေးခံမှာပေါ့ဒါလူတို့ကိုစော်ကားတာဟုတ်သူတို့ post တွေအောက်မှာသူတို့ရဲ့ account တွေအောက်မှာ account တွေထဲမှာတွက်ကြည့်လိုက်တဲ့ခါကျတော့လူလူကတော်တော်လေးကိုအမြင်ကက်သွားပြီပေါ့ဗျာအဲလူလူထောက်ခံမှုကြပြီပေါ့နော်လူလူက ဆဲတာမှာပိုးစိုးပဆက်ပုံစံမျိုးတွေဆဲတာပေါ့အဲ့တော့အဲ့လိုမျိုးတွေဖြစ်မှန်းမသိဘူးလားတို့ဒီဥစ္စာတွေရိုက်မယ်ဆိုတဲ့ချင်းတိတာပေါ့တိတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီလောက်ထိကြီးမားပြင်းထန်နေတဲ့တိုက်ပွဲတွေဒီလောက်ထိလူတို့ကထောက်ခံအားပေးနေတဲ့ဒီတော်လန်ရဲ့အရှိန်တွေဒါတွေကိုလည်းတို့သိတာပေါ့တို့လည်းအနာနဲ့တုံးရတယ်တို့ပတ်စားမှာမဟုတ်လားအဲ့ကြအဲ့လိုမျိုးတိတဲ့ဂျားတွေကမှဒီလိုလက်ခံပြီးတော့ရိုက်ကူးတာဖြစ်တဲ့အတွက်တို့ကလည်းဒါတွေကို ခံစားရဖို့တော့သူတို့ကတွက်ထားပြီးသားပေါ့နော်အဲအဲ့တော့ကျတော့ဒါကျွန်တော်တို့ကတိတိယက်နဲ့လှုပ်တာလို့ပဲပြောရမှာပေါ့နော်အဲ့တော့ဘာလို့အောင်ကျွန်တော်တို့ voice call လှုပ်အောင် voice call တကယ်တူတူတန်တန်လှုပ်ရမှာပေါ့နော်လှုပ်ရမှာကျွန်တော်တို့လူတို့ကိုစော်ကိုင်းလူတို့ရဲ့အမုန်းကဖြည့်စေးမရှိဘူးဆိုတဲ့အကြောင်းကိုတော့လူတို့ကပြန်ပြရကျွန်တော်တော်လံပြည်သူရပြန်ပြရ voice call လှုပ်ဘာမှလှုပ်စရာမလိုဘူး voice call လှုပ်မယ်တကယ်အခုဒိန်းတော်ဘာဖြစ်လဲလူတို့ရဲ့အမုန်းလေလုံးဝဖြည့်စေးမရှိဘူးလေဟိုဘက်ကကောင်းနေသူ့ကိုမတုံးဘူးလေ तू ပြောလို့ဘာနှစ်ဖက်ရှိတာတဲ့ဘက်ကနှစ်ဖက်တည်းရှိတာတဲ့ ျွန်တော်ရက်တဲ့ဘက်ကအစကျွန်တော်မသုံးဘူးဆိုတော့ခံလေဟုတ်တယ်မလားအဲအဲ့လိုပုံစံမျိုးဖြစ်အောင်ကျွန်တော်လှုပ်အောင်ပါဟုတ်တယ်ပေါ်စီစကားတော့မှဒီကောင်မရခံဘူးပြီးရောအဲအဲ့လိုမျိုးပေါ့အဲကျတော့လူတို့ကတကယ်ကိုအင်အားကြီးမားတဲ့ခွန်အားတွေရှိတယ်ပေါ့နော်ဘာမှလှုပ်ရှားမလို့ပဲနဲ့လုံးဝကွေးကောက်နေအောင်လှုပ်လို့ရတယ်ဗျာအဲ့တော့အဲ့ဥစ္စာကိုတော့ကျွန်တော်ပြီးပြီးပြင်းပြင်းဖြစ်အောင်တော့လှုပ်ဆောင်ကြစေခြင်းတယ်တကယ်လို့ကျွန်တော်ပြောတဲ့ဟာတွေကိုလက်ခံတယ်ဆိုရင်ပေါ့ဗျာ အချို့ကြောင့်လည်းပြောကြတယ်ဒါတွေကဖိအားပေးခံရလို့ဘာလို့ညာလို့ဒါလိုမျိုးဖြစ်တွေးပေးကြတယ်လက်ရှိကောင်းရှိမယ်အဲ့ဆိုရင်တော့တမျိုးတသက်တစ်ပိုင်းပေါ့နော်ဒါပေမဲ့လည်းဒါခုနပြောတဲ့အချက်လက်တွေနဲ့စဉ်းစားပြီးတော့ပြန်ပြီးတော့တွေးကြည့်တဲ့ခါကျတော့အာဟုတ်တယ်ငါတို့ bike ကလုံးတင်နေဆိုပြီးတော့တွေးတဲ့လူမျိုးတွေဆိုရင်လုံးကိုလုံးတင်ပါတယ်ပေါ့နော်အဓိကတော့ဒါပရာဟိတာတစ်ခုလောက်လုံးပြပြီးတော့လူတို့ကိုမြေကြီးပြန်ခြူလိုက်ရင်အဆင်ပြေသွားမယ်ဆိုပြီးတော့ထင်နေတယ်ဆိုရင်မှားသွားမယ်ဆိုတဲ့အကြောင်းကိုလူတို့ကပြန်ပြရအောင်မင်းစက်ကောင်စီနဲ့ဒီလိုမျိုးပေါင်းသင်းခဲ့ပြီဟာလား လူလူကိုအခုချိန်ထိဒါနှိမ်ကျနေတဲ့ဘက်မှာနှိမ်ပါနေတဲ့ဘက်မှာမနေဘဲနဲ့ပေါ့နော်လူလူကိုနှိမ်ဆက်တဲ့ဘက်မှာသွားရက်တယ်ဆိုရင်တော့လူရဲ့အမောင်းကဖြည့်စင်းမရှိဘူးဆိုတဲ့အကြောင်းကိုတော့ပြတင်တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကရွေးကောက်ပွဲနဲ့ပတ်သက်လို့ဒါနှီးမျိုးစုံနဲ့လှုပ်နေတယ်အဲ့ဒီအပြင်ကမှဒါစိတ်တဲ့စစ်စင်ကြီးတွေပါပူးတွဲပြီးတော့လှုပ်ဆောင်လာတယ်စနစ်တကျကိုလှုပ်လာတယ်ပေါ့နော်ဒီလိုလှုပ်တဲ့အခါကဒါကျွန်တော်အမှုပညာဆိုတဲ့ဟာကလည်းဒီရေးကြီးတဲ့ကဏ္ဍတစ်ခုအနေနဲ့ပါတယ်အမှုပညာအခုကာလတွေမှာပိုတော်မှစိုးသေးတယ်ဗျကျွန်တော်ဒါ ဟိုရုပ်ရှင်ပညာကြည့်ရဖို့အတွက်ဆိုရင်ငယ်တော့ဒါကအခွင့်အရေးကြီးတစ်ခုပဲရုပ်ရှင်တော့ကြည့်ရမယ်ဆိုရဟာကအခွင့်အရေးကြီးတစ်ခုပဲကျွန်တော်တို့ရဲ့အားလည်ရက်တွေမှာဒါကလင်းငယ်တွေပဲဖြစ်ဖြစ်ပါเนาะရုပ်ရှင်တော့ကြည့်ကြမယ်တိရစ္ဆာန်ယုံသွားကြမယ်အဲဒါမျိုးပုံစံမျိုးတွေပေါ့เนาะစိတ်ပန်းဖြေဖို့အတွက်ကိုတကယ့်ကိုအရေးကြီးတဲ့ကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေတာအဲ့လိုပဲဒါကြောင့်အညာဘက်တွေမှာဆိုရင်ဇက်သပင်ပွဲတွေဇက်ပွဲတွေဆိုင်းပွဲတွေအငိမ့်ပွဲတွေဒါမျိုးပုံစံမျိုးတွေကိုအရန်ခုံမင်ကြတာဗျအဲ့ဥစ္စာကိုစစ်ကောင်စီကကောင်းကောင်းနားလည်တဲ့အတွက် ဒီကဏ္ဍကိုစိတ်သက်စစ်စင်ရေးတွေသူတို့တုံးချပါဘောနော်ရွေးကောက်ပွဲသူတို့လုံးမဲ့ရွေးကောက်ပွဲကိုဘောနော်အဲဒီစိတ်သက်စစ်စင်တစ်ခုအနေနဲ့ဒီအမှုပညာကဏ္ဍကိုအတုံးချပြီးတော့လူလူကိုလှုပ်လာနေတာတွေ့ရတယ်ဘောနော်အဲ့တော့စိတ်သက်စစ်စင်လှုပ်တယ်အဲပြီးတော့ဒါထိတ်တန်းတရုပ်ဆောင်တွေကိုဒါဒီတရုပ်ဆောင်တွေငှားပြီးတော့ရွေးပြီးတော့ဘောနော်အချိန်ဝုံမြင့်ပြီးတော့ဝါရဖြန့်ဒါလည်းဟုတ်တယ်လေဒါအခုဒါနေဝင်းတို့ဘာလို့ဆိုကြည့်လိုက်ဒီအခုအနာသိမ်းပြီးနောက်ဘက်မှာခဲမိရပါပြီဆိုတဲ့ချိန်မှာအာသူတို့ရဲ့အပြောဆိုတွေစကလုံးအတုံးနှုံးတွေကမှအဆပါဘောနော်ဒါလူလူကသဘောကျကြတာရှိကြတယ်ဗျာ အဲဘာဘသူ့ကိုရှောင်ဘာရှောင်냐အဲအဲ့လိုအဲ့လိုဟာမျိုးတွေရှိကြတယ်ပေါ့နော်အဲအဲ့ဟာမျိုးတွေပေါ့နော်ဒါပြင်အရင်ကမှနာမည်ရှိပြီးတော့လူလူအဲချစ်ခင်သဘောကျပါတယ်ဆိုတော့ဒီတယောက်ဆောင်မျိုးတွေကိုရွေးပြီးတော့တမင်ဝါရဖြန့်တဲ့အနေအမှာအချိန်တင်နေဆိုရဟာမျိုးတွေလည်းတွေ့ရတယ်ဒါစစ်ကောင်စီလောက်ွားနော်တော်တော်လှတယ်လို့ပြောရမယ်ဒီကောင်နေကလင်ကကြီးအုံနောက်ပေါ့နော်အဲ့တော့ရွေးကောက်ပွဲမှာသူတို့ကိုဒုက္ခပေးနိုင်တဲ့ NLD ပါတီဝင်ဟောင်းနေဖြစ်တဲ့ဆန္ဒမင်းတို့ဒါတသက်ခိုင်တို့ပေါ့နော်ဒီအဖွဲ့တွေကိုဆိုလဲဒါဖြုတ်ပြတာတွေတွေ့ရလိမ့်မယ်ပေါ့နော် ဒီဆန္ဒမျိုးဆိုလည်းအဲ့လိုပဲပေါ့နော်ဒါစစ်ကောင်စီကိုရှင်ပြိုင်နိုင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့တစုံတစလေးထွက်လာတဲ့အချိန်မှာတခါတည်းခုနလိုရှင်းထုတ်ပလိုက်တာလည်းရှိတယ်ပေါ့နော်အခုတော့ဒါပါလေတတိပုတ်လာလဲအဲ့လိုဖြစ်နေပြီပေါ့နော်အခုတက်တက်ခိုင်ဆိုလည်းတွားရောပြီးသုံးလုံးဆိုတာပြီးပါပြီလို့ပြောလာပြီးပါပြီအပိုင်းတင်းနေတဲ့ဇက်သိန်းသွားအောင်လုတ်ပစ်တာပေါ့နော်အဲ့တော့ကျတော့ဒါ NLD ဒါပါတီဝင်အဟောင်းနေပေါ့နော်ဒါစစ်ကောင်စီကိုတွားပြီးတော့ဒါခွေးတို့ဘက်ကနေဝင်းကျင်มาတယ်ဆိုတော့သူတွေဘုံမာတဲ့သူတွေပေါ့နော်အရန်ကိုမှခဲ့တာဒါပေမဲ့လေစစ်ကောင်စီကသူ့အတွက်အနည်းရှိလောက်တယ်လို့ယူဆတာနဲ့ ဒီလိုမျိုးရှင်းထုတ်လိုက်တာဗောနော်အဲ့တော့ဒီတသက်ခိုင်ရဲ့ကိစ္စဆိုလဲဒါတကယ်ပြောရင်အချိန်ကြီးကြီးဖြစ်တာနော်အချိန်ကြီးကြီးဖြစ်တာဒီသူ့ရဲ့ဒီကမ္ဘောဇာဘဏ်ကိုကျွေးပေးရမယ်ဆိုတဲ့ဟာဗောနော်အဲ့အကျွေးပေးရမယ်ဆိုတဲ့ဟာကအချိန်ကြီးကြီးဖော်ထုတ်လာတာနော်အပြောရရင်ဒါကမ္ဘောဇာကမင်းအောင်လိုင်ရဲ့ဒါမင်းအောင်လိုင်ကိုမလွန်ဆန်နိုင်ဘူးဗျာပြောရမယ်ဆိုရင်မလွန်ဆန်နိုင်ဘူးတေးကြတဲ့ဒါအတော့အဲ့ဒါအကြောင်းမလို့ကိုပဲဒီကိစ္စတွေကိုဖော်ထုတ်လာတယ်ဆိုပြီးတော့ဒါယူဆရတယ်အဲ့တော့ကျတော့ဖော်ထုတ်လာတာနဲ့မြတ်ချက်ချင်းအခုနလို့ ဟိုသူ့သူ့အပြစ်တစ်ခုပြလိုက်လို့ရသွားပါတော့အကြောင်းပြချက်တစ်ခုပြလိုက်လို့ရသွားတာအဲအဲ့လိုရသွားတဲ့ဟာကိုသူအချိန်ကြိုက်တမင်လုတ်တယ်ဆိုပြီးတော့လေဒါကျွန်တော်ယူဆလို့ရတယ်နောက်တစ်ခုကဒီတသက်ခံရဲ့ကိစ္စနဲ့တပြိုင်နက်သေးပါတော့ဒီအခုဒါဝါရဖြတ်နဲ့ရုပ်ရှင်ကကိစ္စကိုထပ်ပြီးတော့ထုတ်လွှင့်တယ်ပါတော့အဲ့တော့စိတ်ထဲစစ်စင်ရေးပြောမယ်ဆိုရင်စစ်ကောင်စီကတကယ်ကိုစနစ်တကျနဲ့အစီအစဉ်တကျလုပ်နေတယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်အော်ဒီဝါရဖြတ်နဲ့ဒီဇက်ကားကလူဝင်များနေအောင်မယ်ဆိုရင်တော်လိုင်းကိုထိခိုက်နိုင်တယ် မြို့နေလူတန်းစားတွေအတွက်ဒါပုံမှန်အခြေအနေလို့ဆိုပြီးတော့ဒါသူတို့တွေထင်သွားနိုင်တယ်ပေါ့နော်အဲ့တော့တရုတ်ဆောင်တွေကဖိအားပေးတယ်ဆိုရင်တော့မှပဲဒီလိုကာရိုက်တာမျိုးကိုလက်ခံပြီးတော့ရိုက်ကူးရဲတာကပဲလူလူကိုဒါသူတို့ဒါတော်လန်ရင်ကိုမထောက်ခံတာလူလူကိုမထောက်ခံတာအဲပြောရမယ်ဆိုရင်လူလူဘက်မှာမရက်တာလို့ပဲဒါကျွန်တော်တို့ကပြောရမှာပဲပေါ့နော်အဲ့တော့ စေကောင်စီကဆစ်ရှုံးခဲ့တာတွေနည်းမြေတွေလက်လွတ်ခဲ့ရတာတွေဒါတွေကိုကြော်ပြီးတော့2025ဖြစ်စဉ်တွေကိုပြတယ်တည်ငြိမ်နေတဲ့ပုံစံတွေပြတယ်ရွေးကောက်ပွဲအေးအေးဆေးဆေးလုပ်နိုင်တယ်ဆိုတဲ့ဟာမျိုးတွေကိုသူကပြကျင်နေတာဖြစ်တယ်နောက်တစ်ခုကဒီသူတို့ပြောရတဲ့အထက်မှာဒီပါတီကိုရောလူကိုရောဦးစားမပေးဘဲနဲ့ပေါ့နော်ဒါအမှန်တကယ်အလုပ်လုပ်တဲ့သူကိုရွေးဆိုတာကစစ်ကောင်စီရဲ့ policy ဖြစ်တယ်အဲ့တော့ကျွန်တော်တကယ်ကကာကွယ်ရေးအမြင်ရှိပါတယ်ဆိုတော့ဒါကြံ့ခိုင်ရေးကိုယ်စားလှယ်ကိုပဲသူကနိုင်စေချင်တာအဲ့ဒါကရှိမှလည်းဖြစ်စဉ်ဖြစ်ခဲ့ပြီးသား ဘာဖြစ်လို့လဲဆိုတော့မြောက်လိုင်းကကိုကိုကျွန်းမှာသွားပြီးတော့ပြောတဲ့ချိန်မှာကာကွယ်ရေးအမြင်ရှိတဲ့သူကိုပဲမဲပေးကြပါဆိုပြောကြင်တာဗျာကြန့်ခိုင်ရအောင်ပဲမဲပေးဆိုတဲ့ပုံစံမျိုးပြောတာပေါ့နော်အဲ့ဒါကစစ်ကောင်စီကမူဝါဒပဲအဲ့တော့စစ်မှုတန်းဟောင်းနေတဲ့ကဒါရွာထဲမှာဆရာကြီးဝင်လုံနေတဲ့သဘောနဲ့အောင်ခံအောင်ထည့်ထားတာအဲ့အချက်ပဲပေါ့နော်ဒီဒီဇက်ကားထဲမှာပေါ့နော်အဲအဲ့ဟာကဒါဈေးကောင်စီလိုချင်တဲ့အကွက်ပေါ့နော်အဲသူတို့ဖြစ်စေချင်တဲ့ဟာတွေကိုပဲရိုက်ပြထားတဲ့ဟာပေါ့နော်အဲ့တော့စစ်တပ်ကဒီလိုမျိုးဒါဝါရဖြန့် ကားစကားလှုပ်လာတယ်ပေါ့နော်လှုပ်လာတယ်စိတ်လက်စစ်စင်အချိန်တိုင်းလှုပ်သွားတယ်လှုပ်သွားတဲ့အချိန်မှာသူတို့ဒါတေချာကိုစနစ်တကျပုံစံမျိုးတွေလှုပ်သွားတယ်အဲ့တော့ဒါတရုတ်ဆောင်နေနဲ့ပတ်သက်လို့ကတော့ကျွန်တော်ကပြောချင်တာ bike ကို bike ကိုတေချာလေးလှုပ်စေချင်တယ်ကျွန်တော်တို့မမေ့သင့်ဘူးပေါ့နော်ဟိုတကယ်သာလူလူဘက်ကိုရက်တည်ခဲ့မယ်ဆိုရင်ကျွန်တော်အမှုပညာရှင်နဲ့အမှုပညာရှင်ကအခုချိန်မှာကွဲသွားပြီတကယ်သာလူလူဘက်ကိုရက်တည်ခဲ့ပါတယ်ဆိုရက်အခုအမှုပညာရှင်တွေရှိတယ်လုံးဝပြပြည်သူရဲ့အချက်ကိုအပြည့်အဝရတယ်စီဒီအန်နေသူတို့စော်ကားတဲ့အခုစီဒီအန်နေ ဘာအခုစီဒန်နေခက်ခဲတယ်ဟုတ်တယ်ခက်ခဲတယ်ဒါပေမဲ့ခုနလိုပေါ့နော်စိတ်ချမ်းသာမှုတော့ရပြဗျစီဒန်ဆိုတဲ့တလုံးနဲ့နဲ့တယ်တို့တွေရဲ့ဒီဂုံပေါ့နော်ဂုံငါတို့ကလူလူဘက်မှာရက်ခဲ့တာဆိုတဲ့ဂုံသူတို့မိတ်ဆက်တဲ့ခါတိုင်းမှာကျမစီဒန်ဆရာမပါအဲကျမကအစီဒန်ဝန်ထမ်းပါဆိုရပြောလိုက်ဟာကျွန်တော်လေးစားရတယ်လေဘာဖြစ်လို့လဲလူလူဘက်ကိုရက်ခဲ့အဲ့အဲ့ဟာအဲ့ဂုံပဲစီဒန်ဆိုတာအဲ့ဂုံပဲအခုနလိုပေါ့နော်အဲဒါဆရာမဆရာမလို့လုံးပြင်မလို့လို့ရလုံးမယ်ဘာမှမဖြစ်ဘူးလုံးလို့ရတဲ့နီးနေနဲ့ပြန်ပြီးရရှင်းတယ်ည အဲ့လိုပုံစံမျိုးပါဒါပေမဲ့စစ်ကောင်စီကအဲ့ဥစ္စာကိုထိုးနှက်ချက်တစ်ခုနေနဲ့လှုပ်သွားတာပေါ့နော်လှုပ်သွားတယ်သွေးခွဲသွားတယ်လှုပ်သွားတယ်စနစ်တကျကိုလှုပ်သွားနော်စိတ်တဲ့စစ်စင်ရေးကြီးရပါနော်စနစ်တကျကိုလှုပ်သွားတာအဲ့တော့အဲ့လိုဟာမျိုးတွေကိုကျွန်တော်တို့မမေ့ကြဘူးလို့တယ်နောက်တစ်ခုကဒီခုဒီတရုတ်ဆောင်နေတဲ့ပတ်သက်လို့ပေါ့ကျွန်တော်တို့မမေ့ကြဘူးလို့တယ်အဲ့ပြီးရင်အာစစ်ကောင်စီရဲ့ဒါခြေလှမ်းနေပေါ့နော်ကျွန်တော်တို့သိကြဖို့လေဒီဇက်ကိုင်းနဲ့ပတ်သက်လို့ကျွန်တော်ကတိတ်တော့မပြောဘူးဆိုပေမဲ့လည်းပေါ့နော်ဒါတွေကတော်လိုင်းကိုထိုးနှက်တဲ့ဟာတွေဖြစ်လာတယ် အဲပြီးတော့တော်လိုင်းကိုကြာဆုံးစေဖို့ပြီးတော့တော်လိုင်းကိုဝေဝဝဖြစ်အောင်လုပ်ပေါ့နော်အပြီးတော့ကျတော့မြို့ပေါ်လူဒန်းစားတွေကိုပုံမှန်ချင်းနေမြို့ထင်အောင်ထင်မှဖြစ်သွားအောင်ရည်ရွယ်ရတဲ့ဟာတွေရည်ရွယ်တဲ့ဟာတွေပါလာလို့ကျွန်တော်အခုလိုမျိုးဒါပြန်ပြီးတော့ပြောပြခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လှုပ်ဆောင်မဲ့အလုပ်တွေဇက်တိုက်လှုပ်သွားကြမယ်အဲ့တော့အခုမြေပြင်မှာတော်လိုင်းတက်ဖွဲ့တွေကသူတို့လှုပ်ရမဲ့အလုပ်တွေကိုဇက်တိုက်လှုပ်နေတယ်တကယ်တော့အားရစရာကောင်းတယ်အခုမောင်းမကန် yes scan ကျုံးလိုက်ပြီးတိမ့်လိုက်ပြီး အော်တိုဘာ26ရက်နေ့ကနေပြီးတော့ဝင်ပြီးတော့တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်သိမ်းပိုက်နိုင်ခဲ့တယ်စစ်သားတွေတေဆုံးမှုရှိတယ်ထိခိုက်ဒဏ်ရာရတာရှိတယ်လက်နက်ကင်းတွေသိမ်းဆီးရရှိတယ်ကျွန်တော်ဒီတပ်ဖွဲ့တွေနဲ့လည်းဆက်သွယ်ထားတာရှိတယ်အဲ့တော့အချက်လက်အသေးစိတ်ပေါ့နော်ဒါဖြစ်စဉ်အကြောင်းအရာနဲ့ပတ်သက်လို့ကိုလည်းဒါတပ်ဖွဲ့တွေရဲ့တက်ဆိုင်ရာ page တွေကနေပြီးတော့အာထုတ်ပြန်လာလိမ့်မယ်ပေါ့နော်လောလောဆယ်မှာကျွန်တော်တို့ဒါစုံစမ်းသိရှိရတဲ့အကြောင်းအရာလေးရှိတယ်အာဖြစ်စရာလေးလည်းရှိတယ်တပ်ဖွဲ့တွေရဲ့မဆုံးမနစ်စ조사တဲ့ဇွဲ အခက်ခဲတဲ့အများကြီးကြားကလှုပ်ဆောင်သွားတဲ့အောင်မြင်မှုဆိုတဲ့ဒီဥစ္စာကိုလည်းကျွန်တော်အတိအမှတ်ပြုရမှာပေါ့နော်အဲ့တော့ဈေးကောင်းစီကနေရာတိုင်းမှာသူတို့ကဒါဆုံးရှုံးထားတဲ့နေမြေတွေကိုယူဖို့ပဲကြိုးစားနေတာအဲ့ဒီလိုအခြေအနေမျိုးမှာဒီလိုမျိုးတနေရာပြီးတနေရာတပ်ဖွဲ့တွေကတိမ့်ပိုက်နိုင်နေဆိုတာကအားရစရာကောင်းတယ်တကယ်အားရစရာကောင်းတယ်အဲ့မှာကျွန်တော်တို့ဒါဆက်ဆွယ်ပြီးတော့မေးရတဲ့အခါဘာကြီးသိရလဲဆိုတော့ဒါဈေးကောင်းစီရဲ့ဒီစကန်တစ်ခုလုံးကိုပေါ့နော်ဒါစကန်ရဲစကန်တစ်ခုလုံးကိုအပြီးတိမ့်လိုက်ပြီပေါ့နော်ပစ္စည်းတွေရလိုက်တယ်တေပြီးကြံခဲ့တဲ့စစ်ခွေးလောင်းနေနဲ့ ပြီးရင်ဒါပစ္စည်းတွေရထားတယ်ပေါ့နော်အဲပြီးတော့ဒီထွက်ပြေးသွားတဲ့ကောင်တွေလည်းရှိတယ်အဲကျွန်တော်တို့တဝဲခရိုင်တပ်ပေါင်းစုကရဲဘော်တယောက်ကတော့ကြာဆုံးခဲ့ရတယ်ခွေးစကန်းကတော့မိရှုပ်ပြီးထားခဲ့လိုက်ပါပြီဆိုပြီးတော့ပြောသွားတယ်ပေါ့နော်တကယ်အားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒါကြာဆုံးသွားတဲ့ကျွန်တော်တို့ဒလိုင်းတပ်ဖွဲ့ဝင်ကကြတော့စနိုက်ပါထိတာဆိုပြီးတော့သိရတယ်ပေါ့နော်ဒါကတော့စိတ်မကောင်းစရာပေါ့နော် ပြီးရင်ဒါမင်းအောင်လိုင်းကဒါရုရှားကိုသွားပြီးတော့ပြန်လာပါပြီဆိုတဲ့အချိန်မှာတဝဲကြီးနဲ့စိတ်ကန်းကိစ္စမျိုးတွေတို့အကောင့်ထဲပို့တော့ဒီနေရာတွေမှာအင်အားတွေတိုးပြီးတော့ချထားတာရေချောင်းတွေကဆပေါ့နော်အင်အားတွေတိုးပြီးတော့အများကြီးပဲချထားတာ ဲ့တော့ဒီလိုမျိုးဒါကျွန်းဆွဲတေးသေးလေးမှာတိုက်ပွဲရအောင်ဖော်ဆောင်ရတာဖြစ်တဲ့အတွက်ပို့ပြီးတော့ခက်ခဲတယ်။ဘာတွေခက်ခဲလဲကျွန်တော်တို့ဒါတဝဲတို့ရေပြူတို့ဆိုရင်သူကဒီဘက်ထီခီတို့ဘာတို့အဲ့လိုမျိုးဆုတ်လို့ရတဲ့နေရာမျိုးတွေရှိတယ်ဗျာပြန်ပြီးတော့ဗောနော်တိုက်ဝဲဖော်ဆောင်ပြီးရင်အဲ့လိုဆုတ်လို့ရတဲ့နေရာမျိုးတွေရှိဒီလောင်းလုံးဝကြအဲ့လိုကျွန်းဆွဲတေးသေးလေးဖြစ်တဲ့အတွက်တိုက်ဝဲဖြစ်အဲ့လိုပတ်ပြီးတော့ဆော်နေရတယ်အဲ့လိုပတ်ပြီးတော့လှုပ်ရှားနေရတာဗောနော်အဲ့ဒါကလည်းတာတက်ဖွဲ့တွေရဲ့တကယ့်ကိုမဆုတ်မနစ်ဇွဲလို့ပြောရအောင်စစ်ကောင်စီဘက်ကအဲ့လိုမျိုးတာတိုက်ဝဲဟိုကဖြစ်ပြီးဆိုတဲ့အချိန်မှာသူက လေချောင်းကောရေချောင်းကောလက်နဲ့ကြအကုန်ပေးတာကြည့်ရည်လေးအကုန်ပေးတာအဲ့ဈားတဲ့ကမှအဲ့လိုမျိုးပေးနေတဲ့ဈားတဲ့ကမှဒီစကန်တစ်ခုလုံးကိုဒီလိုတင်ပိုက်နိုင်ခဲ့မိပါရှိုးပြခဲ့တာပြီးယူလက်နဲ့ခဲရနေရတယ်ပေါ့နော်အသေးစိတ်ထုတ်ပြန်လာတဲ့ခါကျရင်ပို့ပြီးတော့အားရစရာကောင်းမယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကကောင်တွေကပြောတာရှိတယ်ရေစကန်လောက်လေးတိမ့်နိုင်တာကိုဘာတွေကုံစားနေတာလဲပေါ့နော်တကယ်တမ်းပြောရရင်ရေစကန်လောက်လေးမဟုတ်တော့ပြောပြမယ်တကယ်ပြောတာမင်းတို့ဘက်ကကောင်တွေပြောတဲ့ဟာပေါ့နော်ဒါစစ်ကောင်စီဘက်ကကောင်တွေပါမင်းတို့ ရဲစခန်းလောက်လေးရဲစခန်းလောက်လေးပြောပြအဲ့ရဲစခန်းလောက်လေးမှာရဲစခန်းရဲကြီးပဲထားလာလားပြောနေတာကဲပထမတော့မြို့စစ်ကောင်စီစစ်သားတွေဝင်ပြီးတော့နေရာယူရမရှိဘူးလားဟမ်ရဲကြီးပဲထားလာပြူစောဒီတို့စစ်ကောင်စီတို့ဟမ်စစ်သားရဲပြုတ်ကိုအကုန်အကုန်အဲ့ထဲမှာဝင်ပြီးတော့နေနေတာအဲ့တော့အဲ့လိုမျိုးရဲစခန်းလောက်လေးလို့ပြောရင်မြို့လေချောင်းပြစ်ကူပေးမလားရေချောင်းပြစ်ကူပေးမလားမြို့အတွက်အရင်ကြည့်ပါဦးဆိုရင်အဲ့လိုပေးမလားဟုတ်လားကျွန်တော်ပြောဟုတ်တယ်မလားတကယ်တကယ်ပြောရရင်တို့အတွက်အရင်ကြည့်ပါဦးဆိုရင်တို့ထွက်ပြေးမှာပေါ့ ထွက်ပြေးမှာမဒီလိုမျိုးဒါပြစ်ကူပေးတာတွေစစ်ကူပေးတာတွေဒါလက်နဲ့ကြီးလေးချောင်းရေချောင်းအကုန်ပေးတယ်ဆိုတဲ့ဟာမျိုးတွေကသူတို့ကဒီစကန်းကသူတို့အတွက်ဘလောက်အရေးကြီးနေတယ်လဲဆိုတာကိုသူတို့သိလို့မဆုံးရှုံးကျင်လို့အဲ့လိုမျိုးပေးတာအဲ့ဂျားတွေကမှတပ်ဖွဲ့တွေကရအောင်တိုက်နိုင်ခဲ့တာရအောင်တိမ့်ပိုက်နိုင်ခဲ့တာအဲ့ဒါကိုကဒါကျွန်တော်ကဝင်ကြွားရမယ်အရာဖြစ်တယ်ဗောနော်အဲ့တော့ခန်းစစ်စကန်းလောက်ဖြစ်နေပြီသူတို့ကဘယ်နေရာမှာပဲဖြစ်ဖြစ်ခန်းစစ်စကန်းပုံစံမျိုးတွေပဲတည်ဆောက်နေကြတာရေစကန်းရေစကန်းဆိုပေမဲ့လည်းဝင်သွားလိုက်ရင်စစ်စကန်းပုံစံပဲ စစ်စကမ်းမယ်လုံးဝဒါခန့်စစ်စကမ်းမယ်အဲ့ထဲမှာစစ်ကောင်စီစစ်သားကုန်ပါတယ်အဲအခုပြစ်လက်နက်ကြီးကုန်ပါတယ်အခုစနိုက်ပါကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ပါစနိုက်ပါထိတာအဲစနိုက်ပါအစားပေးထားတယ်ဗျာစနိုက်ပါကင်တဲ့ကောင်တွေကဘယ်လိုကောင်မျိုးတွေကင်စစ်တပ်ကကောင်တွေပဲလာလေအဲကြအဲ့လိုမျိုးပုံစံမျိုးတွေနဲ့တို့ခန့်စစ်ပုံစံအဆင့်မြင့်ထားတဲ့နေရာမျိုးတွေကိုတို့ကရေစကန်လောက်လေးလို့ပြောရရည်စရာတော့ကောင်းတယ်ပေါ့နော်မသိတဲ့ကောင်တွေကိုတော့ပြောလीနော်ကျွန်တော်ဒီဘက်ကတော်လိုင်းတပ်ဖွဲ့ရောမပြောနဲ့ပေါ့နော်တပ်ဖွဲ့တွေကအဲ့ထက်မှာအင်အား ဒါအနေဆုံးအနေဆုံးပေါ့နော်ဒါ40လောက်ရှိတဲ့နေရာတစ်ခုကိုမင်းတို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်ပြီးရင်အခြေအနေပေါ့နော်အခြေအနေကလည်းအခြားနေမြေအနေထားအရပို့ပြီးတော့ကွဲပြားခြားနာပြီးတော့အခက်ခဲပုံများတဲ့နေရာမျိုးမှာဒါအောင်ပွဲရနိုင်ခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်တကယ်အားကိုးရတယ်တကယ်ကိုချစ်ခင်လေးစားပြီးတော့ဂုဏ်ယူရမိုက်တယ်ကျွန်တော်ကဂျင်းနေတယ်ပေါ့နော်နောက်တစ်ခုအဲ့မှာဒီတိုက်ပွဲဖြစ်စဉ်ဖြစ်တဲ့အချိန်မှာဟာတာအနေနဲ့ပြောမယ်ဆိုတော့ပေါ့နော်အဲတဝဲမုံတီတွေပို့နေတာရှိတယ်စားကျင်တဲ့လူတွေလာစားကြပါတယ်အဲ့ဒါပါလဲဆိုတော့အဲ့တိုက်ဝဲပြစ်တဲ့နေရာနဲ့တိတ်မွေးတဲ့ရွာမှာပေါ့နော်သူက တထိန်တထိန်ပုံအမျိုးပေါ့နော်ဘုန်းကြီးကတရားဟောနေတာတိုက်ပွဲဖြစ်တဲ့လက်နက်ကြီးတွေကလည်းပြစ်နေတာအဲ့ပါတချင်းချင်းနေပေါ့နော်ပြစ်နေတာအဲ့မှာဘုန်းဘုရားတရားဟောလိုက်ရီလိုက်ပေါ့နော်လက်နက်ကြီးကြအဲ့ဆိုအကုန်လုံးကလန့်သွားလိုက်အဲ့လိုမျိုးပုံစံမျိုးဖြစ်နေတဲ့အနေထားလေဟာလေးစားတယ်အဲ့အချိန်မျိုးမှာတိဒီတို့ဒီပြည်သူကလည်းပေါ့နော်အဲ့လိုမျိုးဟိုကဖြစ်ခဲ့သေးတာပေါ့နော်အဲ့နောက်ဆုံးအကုန်လုံးကတုတ်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 နေပေါ့နော်အာတရားပါညာနာရေဆက်တွေအမြန်ချပြီးတော့အမှ မုံတီတွေပါတယ်ကျွေးမယ်ဆိုတဲ့အချိန်ကျတော့မစားရဲဘူးအကုန်ပြေးကြရတယ်ပြေးကြတိုက်ပွဲကကြမ်းလာကြမ်းလာကြအကုန်ပြေးကြပါတော့နောက်ဆုံးပြီးတော့အခုကျမှဒါမုံတီတွေလိုက်ပြီးတော့ဒါဝေပေးနေရအရှိရပါတော့အများကြီးပူနေကြရအဲ့တော့ကျတော့ဒါမိဘပြည်စည်နေနေပါတော့ဆက်သွယ်ပြီးတော့ဒါသွားပြီးတော့စားခြင်းလဲစားလို့ရပါတယ်ပါတော့ဒါကတော့ဒါရည်စရာဟာတာလေးအနေနဲ့ပြောပြတာပါတော့ဟိုဂျုံကစုံကပါတော့တိုက်ပွဲတွင်းကဟာတာလေးအနေနဲ့ဒါတက်ဖွဲ့တွေပြန်ပြောပြလဲဟာကိုဒါပြန်ပြီးမျှတာမျှဝေပေးတာပါတော့အဲ့တော့ဘလိုပဲဖြစ်ဖြစ်တက်ဖွဲ့တွေကတကယ်ပါစစ်ကောင်စီပါပဲလို့လို့ ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကကိုလောက်ရမယ့်အလုပ်ကိုစတိုက်လုပ်နေတယ်။နေ့စဉ်နဲ့မျှစစ်ကောင်စီကြာရှုံးအောင်ဘယ်လိုလုပ်ရမလဲ။မျိုးမျိုးတုံးအောင်ဘယ်လိုလုပ်ရမလဲ။အာဏာရှင်စနစ်ပျောက်ွယ်သွားအောင်ဘယ်လိုလုပ်ကြမလဲဆိုတော့စိတ်မျိုးနဲ့ပဲရှင်သန်ပြီးတော့ပါနော်။ဒါတိုက်ပွဲတွေဝင်နေကြတယ်။အားအကြောင်းလို့လည်းဒီနေ့ဒီချိန်ဒါကျွန်တော်အောင်မြင်မှုတွေစတိုက်ရနေသေးတာဖြစ်တယ်။စစ်ကောင်စီဘက်ကတကယ်ပြောရရင်ပါနော်။ကျွန်တော်တို့ကလာပြောတာရှိတယ်။ မင်းတို့9နှစ်ရှိနေမနိုင်သေးဘူးလားမင်းတို့ပြန်မေးရအောင်မင်းတို့ပြန်မေးရအောင်အမင်းတို့9နှစ်ရှိနေမနိုင်သေးဘူးလားဟောနော်မင်းနိုင်ဖို့လည်းမစဉ်းစားနဲ့တော့ဒေါ်လာရင်းတက်ဖွဲ့တွေကိုတကယ်ပြောတာဒေါ်လာရင်းတက်ဖွဲ့တွေကဒီတက်ဖို့ပြည့်စုံဖို့ပဲရှိတယ်ပို့ပြီးတော့ကြမ်းထော်လာဖို့ပဲရှိတယ်ဟောနော်မင်းတို့ပြေးရဖို့ပဲရှိတယ်အဲ့တော့မင်းတို့မှာလက်နက်ခဲရအပြည့်စုံရှိတဲ့ကပတ်နံပါတ်ဘလောက်ပါညာဆိုတဲ့အဆင့်သတ်မှတ်ချက်တွေရှိတယ် ရေချောင်းလေချောင်းလက်နဲ့ကြည့်ပစ်ကိုအကုန်ရှိတယ်အဲ့ကြားထဲမှာမင်းတို့၅နှစ်ရှိနေပြီမနိုင်သေးဘူးလားဟုတ်တယ်မလားဒါကျွန်တော်ပြောအဲ့တော့ကြတော့ဒါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်လုံးဝမယ့်အပိုင်းနေဇက်တိုက်ပို့ပြီးတော့ကြိုးပြီးတော့လှုပ်သွားကြမယ်ဒီချိန်ဒီကာလမှာဒီကောင်းလေးဘာပဲလှုပ်လို့ကျွန်တော်တို့ view size ဆရာအကြောင်းမရှိဘူးဘာလို့လဲဆိုတော့ကွဲကွဲပြပြတိနေပြီဒီချိန်မှာသူတို့ဘာသူ policy ကားဖြစ်ဖြစ်ဘာဖြစ်ဖြစ်အခုကျွန်တော်ပြောတာထက်တောင်ပိုပြည့်စုံအောင်ပြောနိုင်တဲ့ပြည်သူတွေအများကြီးရှိတယ်တကယ်ပြောတာ ီသူကအကုန်လုံးကိုကွယ်ပြပြသိနေပြီပေါ့နော်အဲ့တော့နောက်ထပ်ခွဲခြားလိုက်တဲ့ပြရုပ်တစ်ခုလိုပဲကျွန်တော်ကတော့မြင်တယ်အဲ့တော့စစ်ကောင်စီဘက်ကဒီလိုချိန်မှာဒီလိုဇာကရဲ့အုံအောင်မရှိလို့အကောင့်နေဝါရဖြန့်လို့ရမယ်ထင်နေသေးတဲ့စိတ်မျိုးတွေနဲ့ရိုက်တာဖြစ်တဲ့အတွက်ဂယုတော့စိုက်ရမှာမလို့အဲ့တော့ကျွန်တော်တို့လောက်ရမယ့်အလုပ်တွေကိုဇက်တိုက်လုတ်သွားကြပါစို့လို့ဒီညနေ့ပြောချင်ပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်